အလုံးဝမင်္ဂလာပါဗျာ JTS Channel မှာပြန်လည်ကြိုဆိုလိုက်ပါလိမ့်ချင်းဖိုင်တန်လေး Joshua Van ကတော့မြန်မာအလံကိုပထမဆုံးကင်ဆောင်ခွင့်ရခဲ့တဲ့ပွဲမှာတင်အနိုင်ရလက်ထပ်ပြီးယူပြနိုင်ခဲ့ပါတယ်ဒီပွဲက Joshua Van အတွက်၃ပွဲဆက်နိုင်ပွဲလင်းဖြစ်လာခဲ့ပါတယ်ဝင်းနာနီမှာပြန်ဖက်အပြောင်းလဲဖြစ်သွားပြီးရုံးပွဲမရှိဖိုင်တန်လေး Rise Suru ရနဲ့ပြောင်းလဲထိုးတက်သွားခဲ့ရပါတယ်ဒီပွဲက UMC တမိုင်းဝင်ပွဲတစ်ပွဲလင်းဖြစ်လာခဲ့ပါတယ် Joshua Van Ness Rice Suriya တို့တွဲဆိုင်က UMC တမိုင်းရဲ့ပထမဆုံးအနေနဲ့2000ခုနှစ်မွေးဖွားတဲ့ Fighter 2ဦးထိတ်တိုက်တွဲဆုံခဲ့ကြတဲ့တွဲဆိုင်ဖြစ်လာခဲ့ပါတယ်။ဒီပွဲမှာမျော်လင့်ထားသလိုပဲ Rice Suriya ကနံပါတ်ပိုင်းအားပြုတ်ခဲ့ပြီးတော့မှလုံးဖို့ကြိုးစားခဲ့တယ်ဆိုပေမဲ့လည်းမအောင်မြင်ခဲ့သလိုထိချက်ပိုင်းအတားစီထိုးနိုင်ခဲ့တဲ့ Joshua Van ကပဲတိုင်းတုံးလုံးပြတဲ့အမတ်နဲ့ပြက်ပြက်တန်တန်အနိုင်ရရှိခဲ့ပါလေ။ရှင်မထိုးနိုင်ဘူးဆိုတာကိုသိတဲ့ Rice Suriya က Joshua Van ကိုဝင်လုံးပို့တာပြင်ဆင်နေခဲ့တယ်ဆိုပေမဲ့လည်း ဂျော့ရှော့ဗန်ရဲ့ထိတ်တောင်း defend ပိုင်းကတော်တော်လေးကိုကောင်းနေခဲ့ပါတယ်။ significant strike အရလဲဂျော့ရှော့ဗန်ကလည်းအပြက်အသက်အသာစီးရယူနိုင်ခဲ့တာဖြစ်ပါတယ်။နောက်ဆုံးအချိန်မှာယုံကြည်မှုပျောက်ဆုံးလာခဲ့တဲ့ Rice Suriya ကအလဲထူးခံရမလို့တောင်ဖြစ်ခဲ့ပြီးမှ Blue Blue ဆိုပြီးဇောတကတက်လိုက်လို့တက်တာတွားခဲ့ရတာဖြစ်ပါတယ်။ဘလိုပဲဖြစ်ဖြစ် MVP တိုင်း၃ဦးစလုံးကဂျော့ရှော့ဗန်ကိုပဲအနိုင်ပေးလိုက်ကြပါတယ်။ဒီပွဲမှာဂျော့ရှော့ဗန်အနေနဲ့ပြိုင်ဖက်ကိုပွဲသိမ်းနိုင်ဖို့အတွက်ပြင်ဆင်လာခဲ့တယ်ဆိုပေမဲ့ ဝင်လုံးပုတ်ကိုကျူးစားနေခဲ့တဲ့ပြိုင်ဖက်ကြောင့်ပွဲမသိမ်းနိုင်ခဲ့ပါဘူး။ဒါပေမဲ့လည်းနောက်ပွဲမှာတော့သူ့အနေနဲ့ပွဲသိမ်းနိုင်အောင်ကျူးစားသွားမယ်ဆိုပြီးတော့လည်းဂျော့ရှော့ဗန်ကပွဲပြီးအင်တာဗျူးမှာပြောဆိုသွားခဲ့ပါလိမ့်။ဂျော့ရှော့ဗန်ကဒီပွဲမတိုင်ခင်လေးမှတင် UFC Flyweight Ranking ကနေပြုတ်ထားခဲ့ရတာဖြစ်ပါလိမ့်။ဒီနိုင်ပွဲကြောင့်ဂျော့ရှော့ဗန်အနေနဲ့ Ranking ထဲပြန်ဝင်လာဖို့ညနေပြီးတော့ပြိုင်ဖက်ဟောင်းကြီးဖြစ်တဲ့ချားဂျွန်ဆန်ရဲ့အဆင့်ဆက်ငါးနေရာကိုရယူသွားနိုင်ဖွယ်လေးရှိနေပါလိမ့်။ ဒေါ်ဆော်ဗန်ကရိုက်ဆူရီယန်ရဲ့ပွဲအပြီးမှာတော့ ranking တွေကိုဝေဖန်သွားခဲ့ပြီးဘယ်ပြိုင်ဖက်ရဲလို့နာမည်တက်မစင်ခေါ်ခဲ့ဘူးဆိုပေမဲ့လေပိုကောင်းတဲ့ fighter တူနဲ့ပွဲတဲပြီးပါလို့ဆိုပြီးပြောဆိုသွားခဲ့ပါတယ်တကယ်တော့ ranking ဆိုတာကစိတ်ပျက်စရာပါပဲကျွန်တော်အနေနဲ့အခုချိန်မှာဘယ် fighter ရဲလို့နာမည်တက်စင်ခေါ်ရမလဲဆိုတာမသိပါဘူးအခုတည်းပိုကောင်းတဲ့ fighter တူအူနဲ့ပဲပွဲတဲပြီးပါလို့တောင်းဆိုချင်ပါတယ်ဆိုပြီးရော့ရှော့ဗန်ကပြောဆိုသွားခဲ့ပါတယ် ဂျော်ဂျော်ဗန်ရဲ့နောက်ပြန်ဖက်ဟာဆိုရင် ranking ထက်က fighter တူဦးဖြစ်လာဖို့များနေပါလေ ranking top 10လောက်အထိတော့တက်ထိုးခွင့်ရဖို့ကမတိချာသေးပဲအဆင့်30ကနေ25ချမ်းမှာရည်တည်နေတဲ့ fighter တူဦးနဲ့ပဲပွဲကဖြစ်လာနိုင်ဖို့များနေပါလေဝေပြတ်ထားခဲ့ရတဲ့ Bruno Silva နဲ့ပွဲပြန်တည်ပြီးလာတာမျိုးကတော့ဖြစ်နိုင်ခြေအရှိဆုံးလို့မြင်ပါလေတခြား fighter တွေအနေနဲ့ဆိုရင်တော့ Ramazan Timiro, Kai Asakura တို့လိုဖိုက်တာတွေကလည်းပွဲပြစ်လာနိုင်ခြေရှိနေပါလေ။ Joshua Van ရဲ့သွေးဆိုင်ပါဝင်ခဲ့တဲ့ UMC 313ကောင်ပွဲမှာတော့ LS Paria နဲ့ Marco Matt Akali တို့က light heavyweight ခပ်ပတ်ကိုလုခဲ့ကြပါတယ်။ဒီသွေးဆိုင်နဲ့ပတ်သက်ပြီး UMC ကကြားထဲမှာအချိန်တွေအကြာကြီးဆွဲနေခဲ့ရပါတယ်။ဒါကလည်း Dana White ကစီးပွားရေးအရာ LS Paria ကို champion မပြုတ်စေခြင်းလို့ပဲဖြစ်ပါတယ်။ LS Paria က VVV ဂန်ပွဲတွေဆက်တိုက်ထိုးပြီး UFC ကိုလှုပ်ကြွေးနေတဲ့ fighter ပဲဖြစ်ပါလိမ့်။ကိုမဲ့ Ankali နဲ့တာဆိုရင် LS Paria အတွက်မလွယ်ကူဘူးဆိုတာ UFC ဘက်ကလည်းသိထားပြီးသားဖြစ်ပါလိမ့်။ကြားထဲမှာအချိန်တွေဆွဲခက်ပြီးမဲ့လည်းနောက်ဆုံးမရတော့တဲ့အဆုံးမှာဒီတွဲဆိုင်ကဖြစ်လာရတာပါ။ပါကုမဲ့အခန်းလေးကတော့ LS Paria ကို Stand Fight ပိုင်းမှာအကောင်းဆုံးရှင်ထိုးပြပြီးတော့မှအမတ်နဲ့ချန်ပီယံဘွဲ့ကိုတင်ပိုက်သွားနိုင်ခဲ့ပါတယ်။ ပါကူမဲအခန်းလီအနေနဲ့ဝင်လုံးပုတ်ကိုပင်အဓိကပြင်ဆင်လာမယ်လို့ထင်ထားခဲ့ကြပေမဲ့လည်းသူကတော့ LS Paria ကိုအကောင်းဆုံးရှင်ထိုးပြသွားနိုင်ခဲ့ပါတယ်။ကလင်က LS Paria အနေနဲ့တက်လုံးကြတော့ပြီးလို့ယူဆရတဲ့သုထအချီကြမှာဝင်လုံးခဲ့တာဖြစ်ပါတယ်။ LS Paria ကတချက်ကောင်းကိုစောင့်ခဲ့တယ်ဆိုပေမဲ့လည်းဂျန်ဖက်ရဲ့ထိတ်တောင့်တွေကိုတတိထားနေရတာကြောင့်အလုပ်မဖြစ်ခဲ့ပါဘူး။မကူမဲအန်ခလီက LS Paria ကို Chicken ချက်တွေနဲ့ ဘဲဝိုက်တွေနဲ့ပါရှင်ပြီးထိုးပြသွားနိုင်ခဲ့ပါတယ်အမှတ်ပေးတိုင်း3ဦးမှာတော့2ဦးက48 48မှတ်ဂျန်နက်တဦးကတော့49 46မှတ်အထိပေးပြီးတော့မကူမက်အခန်းလီကိုတိုင်း3ဦးစလုံးကအနိုင်ပေးလိုက်ကြတာဖြစ်ပါတယ်ဒီပွဲမှာမကူမက်အခန်းလီကပူတံပီးအနိုင်ရတဲ့နာမှန်ခဲ့တယ်ဆိုပေမဲ့လည်း49 46မှတ်ပြီးရလောက်အောင်အထိတော့ပွဲကမကွာနေခဲ့ပါဘူးလက်ရှိမှာလည်းဒီတိုင်းနဲ့ပတ်သက်ပြီးတော့လည်းဝီဖန်မှုတွေမြင့်တက်နေခဲ့ပါတယ် နောက်ပိုင်း MME လောကမှာနဗန်းတမားတွေကဘာလို့ပူပြီးအောင်မြင်ရတယ်လဲဆိုတာကဒီပွဲကအဖြစ်ပဲဖြစ်ပါတယ်။ striking ပိုင်းမှာအတားစီရအောင်ကစားနိုင်စွမ်းရှိတယ်ဆိုရင်တော့မှထိတ်တောင်တွေကိုဂေယူဆိုင်နေရတာကြောင့်ထင်တယ်လို့မလုတ်ပြနိုင်ခဲ့ပဲဖြစ်သွားခဲ့ရကြပါတယ်။ပွဲပြီးမှတော့ LS Paria ကသူ့အနေနဲ့သူ့အစဉ်ပြေးချောင်းနဲ့ဗီဒီယိုရိုက်တင်ပြီးအတိပေးသွားခဲ့တယ်လို့အနာယူပြီးရင်မချီပွဲပြန်ထူးတက်မယ်ဆိုပြီးပြောဆိုသွားခဲ့ပါတယ်။ကျွန်တော်ပြင်ဆင်မှုတချို့ပြုလုပ်သွားမှာဖြစ်ပါတယ်။ဘူကောင်းတဲ့သူတယောက်အနေနဲ့ပြင်လာခဲ့ပါမယ်။ ျွန်တော်ကဘယ်တော့မှလွယ်လွယ်နဲ့အရှုံးပေးတတ်တဲ့သူတယောက်မဟုတ်ပါဘူးအားလုံးကိုစောင့်ကြည့်နေလိုက်ဖို့ပဲပြောပြချင်ပါတယ်ဆိုပြီး Alex Paria ကပြောဆိုသွားခဲ့တာဖြစ်ပါတယ် UMC က Defender နှစ်ယောက်စလုံးကိုဂျန်နဲ့ပြန်ဖက်တွေနဲ့ပွဲတဲပြေးလိုက်မယ်လို့မထင်ပါဘူးသူတို့နှစ်ယောက်ရဲ့မကြီးပွဲကချက်ချင်းဖြစ်လာဖို့ရှိနေပါတယ်ဒါပေမဲ့ Fighter နှစ်ယောက်စလုံးက Recovery ဖြစ်ဖို့ဆိုတာက အချိန်တစ်ခုအထိတော့ဆောင်းသွားရမှုရှိနေပါလိမ့်။ LS Barrier အနေနဲ့မကြီးပွင့်ချိုင်ရောဘလောက်ထိပြင်ဆင်လာနိုင်မလဲဆိုတာနဲ့ Champion Cup ကူရောပြန်ရယူပြနိုင်လားဆိုတာကတော့ကျွန်တော်တို့မြန်မာပြည်သက်တွေအနေနဲ့စိတ်ဝင်စားဆောင်ကြည့်သွားရမှာဖြစ်ပါလိမ့်။ UMC 313ရဲ့ဒုတိယကောင်ပွဲမှာထူးတက်သွားခဲ့ကြတဲ့ Justin KG နဲ့ Rafael Fizier တို့တွေ့ဆင်းကတော့တကယ့်ကိုပွဲချင်းကြီးတစ်ပွဲဖြစ်ခဲ့ပြီး Fight of the Night အနေနဲ့ပါသတ်မှတ်ခံလိုက်ရပါတယ်။ အစားတော့ကတော့ Justin Kiji နဲ့ Dan Hooker တို့တွေ့ဆိုင်ကိုပွဲတဲပြီးထားခဲ့တယ်ဆိုပေမဲ့လည်း Dan Hooker ကနှုတ်ထွက်သွားခဲ့ရတာကြောင့် Rafael Fizia နဲ့မကြည်ပွင့်ဖြစ်လာခဲ့ပါလေ။ပထမအချိန်အနေနဲ့2023ခုနှစ်တုန်းက UFC 286မှာထိတ်တိုက်ရင်ဆိုင်တွေ့ခဲ့ရပြီးတော့အဲ့ဒီတုန်းကတော့ Justin Kiji က majority decision နဲ့အနိုင်ရရှိခဲ့ပါလေ။အခုဒီချိန်မှာတော့ Justin Kiji ကတိုင်တုံးဦးစလုံးပြီးတဲ့အမတ်အပြတ်တက်နဲ့အနိုင်ယူနိုင်ခဲ့တာဖြစ်ပါလေ။မကြည်ပွဲကလည်းပထမပွဲတုန်းကလိုပဲ တော်တော်လေးကိုအကျိတ်နဲ့ရှိပြီးတော့ကြည်ကောင်းခဲ့တဲ့ပွဲစဉ်တစ်ပွဲဖြစ်ခဲ့ရပါတယ်။ Rafael Fizia ဟာဒီပွဲအတွက်၁၂ရက်အလိုမှပဲလူစားဝင်ထုတ်တက်ရတာကြောင့်ပြင်စင်ချိန်အရတော်တော်လေးကိုနေတယ်လို့ဆိုရပေမဲ့လည်းအကောင်းဆုံးလုပ်ကြနိုင်ခဲ့တာကိုတော့တော်တော်လေးကိုချီးကျူးသွားရမှာဖြစ်ပါတယ်။ပထမအချိန်မှာ Rafael Fizia ကတာနေခဲ့တယ်ဆိုပေမဲ့ဒုတိယအချိန်ဆက်ပြီးတော့ပွဲကအလဲအပြောင်းကြီးဖြစ်သွားခဲ့ရပါတယ်။ Justin Cage ရဲ့ uppercut ကြောင့် ရဖေဖီဇီရဲ့လည်းအလဲထိုးခံရမလို့ဖြစ်ခဲ့ရတဲ့အခိုက်အတန့်တွေလည်းရှိလာခဲ့ပါတယ်။အလဲထိုးခံရမလို့ဖြစ်ခဲ့ပြီးတဲ့နောက်ပိုင်းမှာ Justin Kidge ကတော့ပွဲကိုပုံမူဖိအားပေးကစားသွားနိုင်ခဲ့ပြီးတော့နောက်ဆုံးမှာတော့အမတ်နဲ့အနိုင်ရရှိသွားခဲ့တာလည်းဖြစ်ပါလိမ့်။ဒီပွဲအနိုင်ယူနိုင်ခဲ့တာနဲ့ပတ်သက်ပြီးတော့လည်း Justin Kidge ကပထမချီပြီးတဲ့အချိန်မှာကျွန်တော်ရဲ့နီးပြန့်တွေကဒုတိယချီနဲ့တတိယချီတွေကိုအနိုင်ရအောင်ကစားဖို့လုံမင်းဆိုပြီးတော့ပြောလာခဲ့ပါတယ်။ဒါကြောင့်ကျွန်တော်ကဒုတိယချီကစပြီးလိုက်ကစားဖြစ်ခဲ့တာပါ။ အခြေအနေပေါ်မူတည်ပြီးကစားနိုင်ဖို့ကလည်းဒီအားကစားမှာအရေးကြီးဆုံးပါပဲဆိုပြီး Justin KG ကပြောဆိုသွားခဲ့ပါတယ်။ဒီပွဲစဉ်ကကမ္ဘာတဝန်က MMA ပြိုင်သက်တွေအတွက်တကယ့်ကိုကြီးရတန်းစီခဲ့တဲ့ပွဲတစ်ပွဲမျိုးလေးဖြစ်ခဲ့ပါတယ်။ဒါကြောင့်လည်း Fight of the Night ဆိုပြီးတော့တတ်မှတ်ခံရတာကလည်းမထူးဆန်းပါဘူး။ ဒီနိုင်ပွဲနဲ့အတူ Justin Kiji အနေနဲ့ lightweight တန်းမှာ champion လမ်းကြောင်းပေါ်ပြန်ပြီးရောက်လာပြီလားဆိုတာကလည်းပရိသတ်တွေကလည်းစိတ်ဝင်စားဖြစ်နေကြပါတယ် Justin Kiji ဟာအမြင့်ဆုံးအနေနဲ့ဂျာဖြတ် champion ဖြစ်ခဲ့ဖူးပြီးတော့ကမ္ဘာ့နဲ့ချောင်းအိုလီဗဲရာတို့ထံကနေခပ်ပတ်လူခွင့်ရရှိခဲ့တယ်ဆိုပြီးမဲ့လည်း champion ဖြစ်ခွင့်တော့အကံမပါလာခဲ့ပါဘူးလက်ရှိမှာတော့ခပ်ပတ်လူခွင့်နဲ့ပတ်သက်ပြီး Justin Kiji ကဘာလို့ဖြစ်လာမလဲဆိုတာကတော့ကျွန်တော်ကိုယ်တိုင်လည်းမသိသေးပါဘူးဒီချန်တာကတော့ကျွန်တော်အနေနဲ့ champion ခပ်ပတ်စင်ခေါ်ဖို့အတွက်ဇာနာရှိတယ်ဆိုတာပါပဲ ဒီတစ်ခါကပတ်လူခွင့်ရမယ်ဆိုရင်တော့ဘယင်တစ်ခါပွဲတွေနဲ့ကွဲပြားမယ်လို့ယုံကြည်ပါတယ်။အစ္စလာမ်မှာခချက်ကခက်ခဲပင်ပြန်ဖက်ဆိုတာသိပါတယ်။ဒါပေမဲ့ကျွန်တော်မှလည်းဂျူဂျစ်စုပိုင်းအတွက်နီးပြကောင်းတွေရှိပါတယ်။ကိုကိုကိုလည်းယုံကြည်မှုရှိပါတယ်ဆိုပြီး Justin KG ကပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ One Championship ရဲ့ Middleweight တန်းဟာဆိုရင် Fighter တွေတော်တော်လေးကိုရှာပါပြီးတော့ရှိတဲ့ Fighter တွေကလည်းလက်ပတ်ထိုးရတဲ့ပုံစံမျိုးဖြစ်နေပါတယ်။အမေအာဒူကန်ဟာဆိုရင်လည်းခပ်ပတ်မလူရတိခင်မှာထိုးစရာပြိုင်ဖက်မရှိတာကြောင့် အောင်လာနှိပ်ပဲမကြည်ပွဲထထူးတက်ခဲရတယ်လို့မကြတိခင်ကပဲဂေဘတုဂေပောင်နဲ့လိုအသက်ကြီးတဲ့ဖိုင်တာတွေနဲ့ထူးတက်သွားခဲ့ရပါတယ်ဒီလိုဖိုင်တာတွေနေပါတဲ့မက်ဒဝိတန်အတွက်ဝမ်ချမ်ပီယံရှစ်ကဖိုင်တာတစ်တွေခေါ်ယူမှုတွေလှုပ်ထားခဲ့တဲ့အနေအထားမျိုးတွေလည်းတွေ့မြင်နေရပါတယ်ဒီတစ်ပတ်မှာချင်းပန်ပြုတ်သွားခဲ့တဲ့1 Friday Fights 99ပြိုင်ပွဲမှာဆိုရင်တော့မက်ဒဝိ MMA သွေးဆိုင်တွေကလည်းပါဝင်လာခဲ့ပါတယ်အဲ့ဒါကတော့ Russian Fighter Ivan Nidiski နဲ့ American Fighter Kevin Chastu သွေးဆိုင်ဖြစ်ပါတယ် သူတို့နှစ်ဦးစလုံးကဝမ်ချမ်ပီယံရှစ်မှာပွဲဦးထွက်အနေနဲ့ထိုးတက်သွားခဲ့ရကြတာဖြစ်ပြီးတော့ဝမ်ချမ်ပီယံရှစ်ကသူတို့ကို Friday Fights ပွဲစဉ်မှာပဲအရင်ဆုံးလက်ရည်စစ်တဲ့သဘောမျိုးလင်းဖြစ်ပါတယ်။ Kevin Church ကတော့အရင်ကြီးမျော်လင့်စရာရှိမနေခဲ့ပဲအသက်ရွယ်အရလည်း38နှစ်တောင်ရှိနေပြီဖြစ်တဲ့ Fighter တဦးဖြစ်ပါတယ်။ Fighter ဘွား Record ကလည်း6ပွဲထိုးတက်ထားရမှာ3ပွဲအနိုင်ရရှိထားပြီး3ပွဲအထိကိုရှုံးနေထားခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ Richard Fighter Even Nidiski ကတော့စောင့်ကြည့်သွားရမယ့် Fighter တဦးဖြစ်ပါတယ်။ ဒီပွဲဟာဆိုရင် even nidiski ကပွဲဆပြီးစုကတိကတလက်ဆက်ထိုးတက်ပြတ်သွားခဲ့ပြီးနမနစ်ကျော်လီမာရင်ကေဗင်ချတ်ချ်ကိုပွဲသိမ်းနိုင်ခဲ့ပါတယ်သူအနေနဲ့ဘွန်နဂျီဘတ်တုံးသိမ်းခွဲကိုလည်းပွဲဥထွက်မာရင်သိမ်းပိုက်ပြတ်သွားနိုင်ခဲ့ပါတယ်သူကအသက်28နှစ်သားရှိသေးတာဖြစ်လို့ professional MMA ပွဲစီပေါင်း6ပွဲထိုးတက်ထားရမှာလဲတပွဲပဲရှုံးနေထားသေးပါတယ်အပွင့်ပွဲတပွဲမှာတော့ရှုံးခဲ့တာဖြစ်ပြီးနောက်ဆုံး၅ပွဲဆက်တိုက်အထိကိုအနိုင်ယူပြထားနိုင်ခဲ့တာလည်းဖြစ်ပါတယ် ဝမ်ချင်မင်းရှင်မင်းအဝိတ္တမလည်းတခြားလက်ရည်စံခန်းစီအောင်ဖိုက်တာတွေကလည်းမရှိတော့တာကြောင့်ဝမ်ချင်မင်းရှင်အနေနဲ့ even nidiski ကိုပွဲကြည့်တွေမှာချက်ချင်းနေရာပေးလာနိုင်ဖို့များနေပါလိမ့်အနာမယူခင်မှာနှုတ်ဆက်ပွဲတိုးတက်သွားရမယ့်အောင်လရဲ့ပြိုင်ဖက်ကြီးတဦးလည်းဖြစ်လာနိုင်ချေရှိနေပါလိမ့်အတန်ရွယ်အရလည်းငယ်သေးသလိုနိုင်ပွဲတိုင်းကိုလည်းပွဲဖြတ်ထားနိုင်ခဲ့တဲ့ဒီဖိုက်တာကအလားအဆန်အတွက်ခက်ခဲအောင်မဲ့ပြိုင်ဖက်မျိုးလည်းဖြစ်ပါလိမ့်ဝမ်ချင်မင်းရှင်ရဲ့မွေးထိုင်းပိုင်မှာစောင့်ကြည့်သွားရမယ့်ဖိုက်တာတွေထဲမှာ S2 ပီနန်အမွန်ညီနောင်တွေကလည်းပါဝင်နေပါလေ။ဂျိုဟမ် S2 ပီနန်ကတော့ဝမ်ချင်မရှိကိုအရင်ကတည်းကရောက်ရှိလာခဲ့ပြီးတော့ငါးပွင့်ထိုးတက်ထားရမှာလဲငါးပွင့်စလုံးကိုအနိုင်ယူထားနိုင်ခဲ့တာဖြစ်ပါလေ။ပြီးခဲ့တဲ့1170မှာဆိုရင်လည်းဂျိုဟမ်ကာဇာလီကိုပဲအမတ်နဲ့အနိုင်ယူနိုင်ထားခဲ့တာဖြစ်ပါလေ။ညီဖြစ်တဲ့ Jordan S2 ပီနန်ကတော့ဝမ်ချင်မရှိမှာတပွဲတာထိုးတက်ရသေးတာဖြစ်ပါလေ။ပွဲဥထွက်မှာအလားအလာရှိတဲ့ fighter တအူးလိုတက်မှတ်ခံထားရတဲ့ Freddy Hakanti ကိုအမတ်နဲ့အနိုင်ယူပြထားနိုင်ခဲ့ပါလေ။ လက်ရှိမှာတော့ S2P နဲ့တို့အမွားညီနောင်နှစ်ဦးစလုံးကိုစိန်ခေါ်လာခဲ့တဲ့ Fighter တဦးကရှိလာနေပါတယ်။သူကတော့ MMA ဘိုင်းက Sansa Zakiro ဆိုတဲ့ Uzbek Kazakhstan Fighter ပဲဖြစ်ပါတယ်။ဒီ Fighter က Strawweight တန်းမှာထိုးတက်နေပြီး One Championship မှာထိုးတက်ထားခဲ့တဲ့၅ပွဲစလုံးကိုလည်းအနိုင်ရရှိထားခဲ့တာဖြစ်ပါတယ်။အနိုင်ရထားတဲ့၅ပွဲမှာဆိုရင်လည်း၃ပွဲအထိကိုအလဲထိုးနဲ့အနိုင်ယူပြထားပါတယ်။ Sansa Zakiro ဟာ One Friday Fight ပွဲစဉ်တွေမှာအရင်ဆုံးထိုးတက်ခဲ့ရတာဖြစ်ပြီးတော့ ဒီခေတ်နှစ်ထဲကမှလာသုံးပွဲဆက်တိုက်ကိုနိုင်ပွဲနဲ့အတူစာချုပ်ရရှိလာခဲ့တာဖြစ်ပါလိမ့်လူကမကြာတီးခင်တုန်းကပဲကျင်းပပြုလုပ်သွားခဲ့တဲ့ Wi-Fi Night 29ပြိုင်ပွဲမှာဆိုရင်လည်း Indo Fighter တဦးဖြစ်တဲ့ Sapatra နဲ့ထိုးတက်သွားခဲ့ရပြီးဒုတိယအချိန်မှရင်အလဲထိုးနိုင်ခဲ့ပါလိမ့်လူကအဲ့ဒီပွဲပြီးမှရင် S2P နဲ့တို့ညီနောင်ကိုအထူးစီမင်းပွဲကစားဖို့စင်ခေါ်လာခဲ့တာဖြစ်ပါလိမ့် MMA နဲ့ကစ်ပေါင်းစင်ပုံစံမျိုးအထူးစီမင်းပွဲထိုးတက်ခြင်းနဲ့ဆိုပြီးတော့ဇန်စာဇက်ခီရောကပွဲအပြီးမှာစင်ခေါ်သွားခဲ့တာဖြစ်ပါလိမ့် ဝမ်ချမင်ရှိရဲ့အထူးစီမင်းပွဲကတော့ဒီမီထရီဂျွန်ဆန်နဲ့ရော့တန်တို့ရဲ့ပွဲပဲဖြစ်ပါလိမ့်။ရော့တန်နဲ့ဒီမီထရီဂျွန်ဆန်တို့ကတော့ဝမ်ချမင်ရှိရဲ့ရာပြည့်ပြိုင်ပွဲမှာတော့က MMA တချီမွေထိုင်းတချီပုံစံမျိုးနဲ့အထူးစီမင်းပွဲကစားသွားခဲ့ကြပါလိမ့်။အဲ့ဒီပွဲပြီးမှဆိုရင်လေဝမ်ချမင်ရှိကအထူးစီမင်းပွဲတချို့ပွဲတွေပြီးခဲ့တယ်ဆိုပြီးမဲ့လေအခုနောက်ပိုင်းမှာတော့အထူးစီမင်းပွဲတွေကိုတိတ်မတွေ့ရတော့ပါဘူး။ဝမ်ချမင်းရှိအနေနဲ့ဆန်စာဇက်ခီရောတောင်းဆိုသလိုပဲအထူးစီမင်းပွဲအစီအစဉ်ပြီးလာမလားဆိုတာကတော့စောင့်ကြည့်သွားရမှာဖြစ်ပါလိမ့် ဟုတ်ကဲ့ပါဒီကနေ့မှာတော့အာကစားလောကကစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတည်တံ့စူးစီးတင်ဆက်ပေးသွားခဲ့တာပဲဖြစ်ပါတယ်ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူဂျိုးဆက်ပဲဖြစ်ပါတယ်အဆုံးထိကြည့်ရှုကြပေးနေတဲ့ပရိသတ်တဦးတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်လာမယ့်နေ့ရက်တွေမှာပြန်လည်ဆုံတွေ့ကြအောင်ပါ